မိဘပြည်သူများရှင်ခန့်နေစုရဲ့တည်င်းသုံးသက်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ပထမဆုံးတည်င်းလေးကိုလားရှုံမြို့မှာရှိတဲ့မိဘပြည်သူတွေနဲ့လားရှုံမြို့ကြီးကိုစိတ်ပူနေကြတဲ့မိဘပြည်သူတွေအတွက်ကျွန်မတည်င်းလေးတစ်ခုပြောပြချင်ပါတယ်။စိတ်အေးရမယ့်တည်င်းလေးပါရှင်။အဲ့တည်င်းလေးကတော့လားရှုံတက္ကသိုလ်ဟာဆိုရင်2025 2026ပညာသင်နှစ်အတွက်သင်တန်းနဲ့အားလုံးကို24ရက်17လ2025တန်းလာနေမှာစတင်ပြီးတော့ဖွင့်လှစ်တော့မှာဖြစ်ပါရဲ့ရှင်။ ာရှုံတက္ကသိုလ်တောင်ပြန်ဖွင့်ပြီဆိုတော့လာရှုံမျိုးရဲ့လုံခြုံရေးအခြေအနေနဲ့တည်ငြိမ်မှုအခြေအနေကတော့ဆိတ်ချရတဲ့အခြေအနေကိုရောက်ရှိသွားပြီလို့တော့ကျွန်မထင်မြင်ယူဆပါတယ်။မိဘပြည်သူများလည်းဒီလိုမျိုးတွေးလို့ရပါတယ်ရှင့်။ဟိုရပိုင်းနေရကျမတို့ကိုယ်တိုင်လည်းစိတ်ပူနေရပါတော့လာရှိုးတန်လှုပ်လှုပ်လှုပ်ဆိုတော့လေအန်ရဲဖြစ်ပေါင်းစိုးရင်နေကြတာအခုတော့အစဉ်ပြေသွားပါပြီတက်ကတူတော်ဖွင့်ပြီဆိုတော့မြို့ကအားလုံးအစဉ်ပြေချုံးမွေသားရအေဂျင့်ပေါ့ရှင်အဲ့လိုအခြေအနေလေးရှိပါတယ်ဒါမဲ့လည်းသတိဆိုတာပို့တာမရှိတဲ့အတွက်ပို့ရဲဆိုတာမရှိဘူးပေါ့နော်ဒီတော့တက်မတော်သားရအနေနဲ့ကတော့ လုံခြုံရေးကိစ္စကိုအထူးပြီးတော့ခရုစိုက်ပြီးတော့ဆောင်ရွက်ကြစေချင်ပါတယ်။တက်မတော်သားတွေရဲ့စူးစမ်းအထောက်မှုကြောင့်ပဲမိဘပြည်သူတွေရဲ့လုံခြုံရေးကတိုးမြင့်လာတာပေါ့နော်။တက်မတော်သားတွေပို့ပြီးတော့စူးစမ်းအထောက်လေးမိဘပြည်သူတို့ရဲ့လုံခြုံရေးကပို့ပြီးတော့လုံခြုံစိတ်ချရလေးပဲဆိုတော့အခြေအနေကဒါတိုက်ရိုက်ချိုးကြနေရဆိုတော့တက်မတော်သားတွေပဲနည်းနည်းပြန်မှခံပြီးကြပါအောင်လို့ကျွန်မကမိဘပြည်သူများကိုစားတိုက်တွန်းချင်ပါတယ်။မိဘပြည်သူများကလည်းကိုယ့်ရဲ့လုံခြုံရေးအတွက်ကိုနေမအားညမလှုပ်ဆောင်နေရတဲ့တက်မတော်သားတွေပေါ်မှာ ကိုချင်းစာတရားလေးပေါ့နော်အဲဒါငါတို့နိုင်ငံရဲ့တက်မတော့ငါတို့နိုင်ငံငါတို့ရဲ့လုံခြုံရေးတော့ကိုတို့လုတ်ပေးနေရဲဆိုတော့ကိုချင်းစာစိတ်လေးနဲ့တရားနဲ့တောင်ဆက်ဆံကြမယ်ဆိုရင်တော့အကောင်းဆုံးပါရှင်ဒီလိုအချိန်လေးရောက်ရှိအောင်လို့ဒါကျွန်တော်တို့ကကြားရရနေပြီးတော့ပေါင်ကူတရားလေးလို့ပြောဆိုပေးနေတာဖြစ်ပါတယ်ရှင်ဒါကြောင့်လာရှုမျိုးကြီးကတော့စိတ်ချရပါပြီလာရှုမျိုးသူမျိုးသားတွေအားလုံးစိတ်ပင်ပန်းခြင်းကိုပင်ပန်းခြင်းရနေပြီးတော့ကင်းဝေးကြပါစေလို့ကျွန်မကဆုတောင်းမေတ္တာပို့သပါတယ်ရှင်ဒုတိယသတင်းလေးအနေနဲ့ကတော့ အခုဆိုရင်ဒုတိယအကြိမ်မဲဆင်းနေကတ်ထားပါပြီနော်ပထမအကြိမ်မဲဆင်းမကြည့်လိုက်ရတဲ့သူတွေဒုတိယအကြိမ်မဲဆင်းမှီအောင်ကြည့်ကြစီချင်ပါရှင့်နိုင်ငံတော်ကလည်းနိုဝင်ဘာလ20ရက်နေ့မှာဆိုရင်ဒုတိယအကြိမ်မဲဆင်းကတ်ထားခြင်းနဲ့ဆက်လင်းပြီးတော့မိဘပြည်သူတွေစီကိုပန်ကြားထားတဲ့စာလေးတစ်ခုရှိပါတယ်ကျွန်မဖတ်ပြပါမယ်ရှင့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပေါ့နော်စတင်ကျင်းပမယ့်ပါတီစုံဒီမိုကရေစီရီကောက်ပွဲမှာမဲဆင်းတွေကိုပထမအကြိမ်အဖြစ်21ရက်ကြာကတ်ထားပေးခဲ့ပြီးဖြစ်ပါတယ်ဒီလိုကတ်ထားပြီးရဲ့အခါမှာ မဲစင်းမှားတဲ့ကိစ္စလေးလည်းဖြစ်ခဲ့တယ်ပေါ့နော်ဒီတော့ဒါဒီအမှားတွေပြန်ပြင်ရတာပေါ့ရှင်မဲစင်းဆိုတဲ့သဘောတရားကမှားတတ်တယ်မှားတဲ့အခါမှာသူကပြန်ပြင်ရတဲ့အခါကျတော့ဒုတိယအကြိမ်ပြင်ဆင်ပြီးရတဲ့အခါမှာပြေဆုံးမှန်ကန်မှုရှိစေဖို့အတွက်ကိုမဲစင်းတွေကို21ရက်17လ2025ကနေပြီးတော့6ရက်17လ2025ရက်ထိ14ရက်ကြာသက်ဆိုင်ရာရက်ကွက်နဲ့ကျေးရွာအုပ်စုကော်မရှင်အဖွဲ့အစည်းရုံးနေတဲ့ကျေးရွာအုပ်စုအတွင်းရှိကျေးရွာတွေမှာဆိုရင်ဒုတိယအကြိမ်ထပ်ပြီးတော့ကတ်ထားမှာဖြစ်ပါရဲ့ရှင် ဒါကြောင့်မဲဆင်းကိုဒုတိယအကြိမ်မှာကတ်ထားတဲ့အချိန်မှာအမိလာရကြည့်ရှုကြဖို့အတွက်လည်းနိုင်ငံတော်ကနေပြီးတော့တိုက်တွန်းထားပါတယ်ရှက်မဲဆန္ဒရှင်တွေအနေနဲ့မဲဆင်းကိုတွားရောက်ကြည့်ရှုရတဲ့အခါမှာဆိုရင်မိမိရဲ့နာမည်မဲဆင်းမှာမပါဝင်ဘူးဆိုရင်ပုံစံ၃နဲ့မဲဆင်းမှာအမိထည့်သွင်းပေးဖို့တောင်းဆိုရမှာဖြစ်တယ်မပါဝင်သင့်တဲ့သူတွေပါဝင်နေမယ်ဆိုရင်ပုံစံ၄နဲ့ကန့်ကွက်ရမယ်ပြီးတော့မဲဆင်းပါအချက်လက်တွေမှားယွင်းနေတဲ့ဆိုရင်ပုံစံ၄ကငယ်နဲ့ပြင်ဆင်လွှာတင်သွင်းခြင်းတွေကိုဆောင်ရွက်ကြစေလိုပါတယ်တဲ့လိုအပ်တဲ့ပုံစံတွေကိုလည်း ရက်ကွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ဝဲရုံးနေမှာအခမဲ့ရယူနိုင်ပါတယ်ရှင်။ဒီလိုမျိုးဖြည့်ဆွက်တာပယ်ဖြတ်တာပြင်ဆင်တာဆောင်ရွက်ပြီးပြီဆိုရင်တော့အထရေရေကောက်ပွဲအတွက်ကိုမဲစင်တတ္တရအကျင်ကျင်ညာမှာဖြစ်ပါတယ်။အဲ့လိုတတ္တရအကျင်ကထားကျင်ညာတာကိုဒီဇင်ဘာလအတွင်းမှာပဲနောက်ဆုံးအကျင်အင်းနဲ့ကတ်မှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မဲစင်မှာပြည့်စုံမှန်ကန်တဲ့မဲစင်ရရှိဖို့အတွက်ဒုတိယကျင်ကတ်တဲ့ချိန်မှာလာကြည့်ပါဖြည့်ဆွက်တင်တာဖြည့်ဆွက်ပါပယ်ဖြတ်တင်တာပယ်ဖြတ်ပါလုံဆောင်စာရှိရလုံဆောင်ပါဆိုပြီးတော့ ရွေးကောက်ပွဲကော်မရှင်ရုံးဝနေပြီးတော့ထုတ်ပြန်ထားပါတယ်ရှင်။ပြောရမယ်ဆိုရင်တော့ကျမောက်နိုင်ငံမှာအားအလေးတခုအားနည်းချက်ရှိပါတယ်။မိဘပြည်သူတွေကနည်းနည်းတချို့တွေပေါ့နော်တချို့တချို့တွေပါတော်တော်များများတော့မဟုတ်ပါဘူးတချို့တွေကနည်းနည်းအပားခိုကြတာပေါ့ရှင်။ပြင်မသိမခံခြင်းဘူးပေါ့နော်။ဒါရွေးကောက်ပွဲငါတို့နိုင်ငံအတွက်ငါတို့ကဘလိုလေးလှုပ်ပေးခြင်းနဲ့စိတ်ဆန္ဒနဲ့ရင်ထဲမှာလူတိုင်းရှိကြတယ်တကယ်လှုပ်ရမယ်ဆိုတဲ့အခါကျတော့လမ်းထိပ်မှာရှိရရက်ခွက်အုပ်ချုပ်မှုရုံသွားပြီးတော့မဲဆင်းနဲ့ပတ်သက်ပြီးမေးဖို့တောင်မှအမထုတ်ချင်ကြတော့တဲ့သူတွေအများကြီးရှိရဲ့ နေပူလို့မိုးရွာလို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးချိန်နေပေါ့ရှင်ဟိုနှုတ်ကပြောတာတော့လွယ်တယ်ရှင်ထဲမှာဆန္ဒဖြစ်တာလွယ်တယ်တကယ်လည်းလက်တွေ့လှုပ်ဆောင်မှုအတွက်ကြတော့ခတ်နေကြတာပေါ့ရှင်အဲ့တော့မဲစင်းနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်မယ်ဆိုတော့နည်းနည်းလေးတော့လုံလဝရိယစိုက်စေချင်ပါတယ်ပြီးတော့နိုင်ငံရေးပါတီအနေနဲ့ကပြည်သူ့မဲစင်းကြည့်တဲ့အခါမှာလွယ်ကူစေဖို့အတွက်လည်းဝိုင်းဝန်းကူညီကြစေချင်ပါတယ်အဓိက volunteer သဘောလေးပေါ့နော်အကျိုးပြပပြည်သူတွေကြတော့လည်းအခက်ခဲရှိကြတယ်တကယ်ကိုခက်ခဲကြတဲ့သူတွေရှိတယ်။လာကြည့်ဖို့အတွက်တော့ခက်ခဲတဲ့သူတွေဖြစ်တဲ့အတွက် နိုင်ငံရေးပါတီရေဆိုတာကပြောရမယ်ဆိုအာဏာရတဲ့အချိန်နိုင်ငံလွလွရတယ်အာဏာမရတဲ့အချိန်မှာ volunteer လို့ပဲလှုပ်ရတာဆိုတော့အာဏာမရတဲ့အချိန်ပဲလေခုချင်ကဟုတ်တယ်မလားဒီတော့ဒီအချိန်မှာမဲဆင်းမကြည့်နိုင်တဲ့ပြည်သူတွေအတွက်ကိုမဲဆင်းကြည့်နိုင်ဖို့စ조사ပေးရမယ်မဲဆင်းကြည့်ဖို့အတွက်ဘာခက်ခဲဖြစ်နေလဲဥမာအကျိုးပို့လုပ်ပေးရမယ်ဆိုတော့လုပ်ပေးလိုက်ပေါ့ရှင်ဟုတ်တယ်မလားလုပ်ပေးလိုက်ပါလားဒါမှမဟုတ်ကို့ကိုမဲပေးမဲ့သူတွေပဲလေဒီလူတွေမဲဆင်းနဲ့မှာပါလာဖို့အတွက်နိုင်ငံပါတီကိုစူးစမ်းတဲ့နယ်ဒါကမှတ်ကန်သောသဘောတရားတစ်ခု။ဘာလို့ဆိုတော့ဒီလူတွေမဲဆင်းတဲ့ပါမှာဒီလူတွေကကိုယ်မဲပေးမှာ ုတ်တယ်နော်ဒီတော့ကျွန်မနိုင်ငံရဲ့လူတွေရဲ့အမူးကျင့်လို့လည်းသိတယ်အခက်ခဲတွေလည်းသိတယ်ဆိုတော့နိုင်ငံရေးပါတီတွေအခုချိန်မှာ volunteer လုပ်ပြီးတော့ဒီလိုအပ်ချက်ကွက်လက်လေးကိုဖြည့်မယ်ဆိုတော့တင့်တော်တယ်လို့တော့ကျွန်မအကြံပြုတင်ဆက်ချင်ပါတယ်ရှင့်ဒါကျွန်မတယောက်တည်းအကြံပြုချက်တော့မဟုတ်ပါဘူးကျွန်မတို့မီဒီယာကမှလည်းပြောနေရလဲရှိရယ်ဒီမဲဆင်းနဲ့ပတ်သက်ပြီးတော့ဗောနရွေးကောက်ပွဲထဲမှာပါဝင်တဲ့သူတွေအကြံပြုနေရလဲရှိရယ်ဒါလေးတွေကျွန်မအကုန်လုံးကိုပေါင်းဆက်ပြီးတော့ဆွေးနွေးတင်ပြတာအကြံပြုတာဖြစ်ပါတယ်ရှင့်ပြောရမယ်ဆိုတော့မဲဆင်းကြည့်တဲ့ပြည်သူတွေအဆင်ပြေစေဖို့အတွက်ကုနီနေတဲ့ပါတီလည်းရှိပါတယ် အခုကိုကူညီနေကြတဲ့ပါတီရှိနေပြီပေါ့နော်ဒီပါတီလည်းကျွန်မကျေးဇူးတင်ပါတယ်ရှင်ပြည်သူတွေရဲ့လိုအပ်ချက်တွေဖြည့်ပေးတဲ့ဘဲဖွဲ့စည်းမဆိုဘသူ့မဆိုကျွန်မတို့ကကျေးဇူးတင်လေးစားလျက်ပါရှင်ဒါကြောင့်မိဘပြည်သူတွေကမဲဆင်းကြည့်ပါနိုင်ငံပါတီကမိဘပြည်သူတွေမဲဆင်းကြည့်ဖို့အတွက်ကူညီပေးပါရှင်ဒီချက်လေးကသာအရေးကြီးဆုံးဖြစ်ပါတယ်ရှင်မိဘပြည်သူများရှင်ဒီနေ့ကတော့ online ပေါ်မှာ hot ဖြစ်နေတယ် hot issue လို့ပြောရမှာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ရှင့်နိုင်ငံရေးပါတီဥက္ကဋ္ဌကြီးတယောက်ရဲ့ ပြောစကားပေါ့နော်ဒါလေးကလည်းနည်းနည်းဟော့သွားတာပါရှင်အဲ့ဒီပုံကတော့ပြည်သူပါတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ကုကူကြီးဖြစ်ပါတယ်သူ့ရဲ့ပြောဆိုချက်လေးက online မှာမိဘပြည်သူများလည်းနားထောင်ပြီးသားဖြစ်မှာပါရှင်ရုပ်တံလေးကိုကျွန်မအကျဉ်းချုပ်လေးပေါ့နော်နည်းနည်းဖြတ်ပြတ်ပါပဲရှင်ကုကူကိုကြီးပွားတိုးတက်အောင်လုပ်နိုင်တဲ့အခွင့်အလမ်းတွေအားလုံးကိုဆွတ်လွတ်ပြီးတော့နိုင်ငံကိုပြုပြင်ကြောင်းလဲဖို့အကြမ်းမဖက်နိုင်ငံရင်းနီလန်းနဲ့ဆောင်ရွက်အဲဆောင်ရွက်တဲ့အခါမှာပြောစရာရှိစီကျွန်တော်တို့ဟိုးတော့ကတခင်ပေါက်စား ပေါ့နော်အဲအဲ့ဒီဟာလေးပေါ့ရှင်ရုပ်သံဖိုင်လေးပါတော်တော်ကြီးကိုကြရက်ထသွားခဲ့တဲ့အခြေအနေလေးတခုပေါ့နော်ဒီရုပ်သံဖိုင်လေးရဲ့အရင်းမြစ်လေးကိုကျွန်တော်ပြောပြပါမယ်ဒီရုပ်သံဖိုင်လေးကတော့နိုဝင်ဘာလ19ရက်မနေ့ပိုင်းမှာဆိုရင်အထက်ပန်းဆိုတဲ့လမ်းပေါ်မှာမင်္ဂလာတောင်းကျွမြို့နယ်ပေါ့နော်ပြည်သူ့ပါတီရုံးခန်းရှိမှာရွှေကောက်ပွဲအောင်လာရေးဆိုင်းဘုတ်ကိုစိုက်ထူတဲ့ခန္ဓာကျင်းပခဲ့ရှင်အဲ့ဒီကျင်းပတဲ့ခန္ဓာမှာဒီပါတီဥက္ကဋ္ဌရဲ့ဥက္ကုကိုကြီးကနေပြီးတော့ဒီပြောဆိုချက်ပေါ့နော်ပြောဆိုချက်ထဲမှာပြောဆိုသွားခဲ့တဲ့အကြောင်းအရာလေးဖြစ်ပါတယ် သူအဓိကဒီထဲမှာပေါက်သွားတဲ့စကားကတော့ lobby ကြီးကြက်ကြက်တိထားဆိုတဲ့စကားပဲဖြစ်ပါရဲ့ရှင့် lobby ကြီးကြက်ကြက်တိထားဆိုတဲ့စကားကိုသူပြောလိုက်တဲ့အတွက်ပေါ့နော်ဒီစကားကတော်တော်ကြီးကိုပေါက်ပြီးတော့အားလုံးရဲ့ဝေဖန်မှုတွေပေါ့နော်ဟိုသူပြောတဲ့စကားထောက်ခံတဲ့သူရဲ့ရှိရဲ့ညင်းပယ်တဲ့သူရဲ့ရှိရဲ့စသက်ဖြစ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားခဲ့တာပါရှင့်သူပြောတဲ့အဓိကအကြောင်းအရာကတော့ကိုယ့်ဘာကိုပတ်စံရှာစာတဲ့စီးပွားရှာစာရိုးသားစီးပွားရှာစာပေါ့နော်အဲ့ဒီ lobby ကြီးလည်းပဲကြက်ကြက်သတိထားပါဆိုပြီးကျွန်တော်ပြောချင်ပါတယ်တဲ့အဓိကကတော့ဒီသူ lobby လို့သတ်မှတ်ထားတဲ့သူတွေကပေါ့နော် နိုင်ငံရေးအကျဉ်းသားဆိုတဲ့သူတွေကိုစော်ကားပုတ်ခတ်ပြောဆိုခြင်းနဲ့အနေထားလေးရှိရဲဆိုတဲ့ပုံစံမျိုးလေးပေါ့ရှင်ဘာကြောင့်လဲဆိုတော့ဒီဖြစ်စဉ်ကြီးဒီဖြစ်စဉ်ကြီးဒီစကလုံးကြီးထွက်လာတဲ့အကြောင်းရင်းအရှိမှလည်းဖြစ်စဉ်တစ်ခုရှိခဲ့တယ်။သူ့ပါတီကကိုယ်စားလှယ်တယောက်ကနေပြီးတော့ငါနိုင်ငံရေးကျင်းသားဟောင်းဖြစ်တယ်ထောင်ချခဲ့တယ်ပေါ့နော်။ဒီတော့ဒီနိုင်ငံရေးကျင်းသားဟောင်းတယောက်ကိုမဲပေးပါဆိုတော့ရွေးကောက်ပွဲမှာဘောင်မွန်တန်းဝင်တဲ့စကားကြီးပြောပြီးမဲဆွဲတဲ့ခါကျတော့ယူဝီစီကလည်းသတိထားမိသွားတယ်။အဲ့လိုသတိထားမိသွားအောင်လည်းပြောရမယ်ဆိုရင်သတင်းသမားတွေပေါ့နော်။ပြည်သူတွေ ဟောရှင်အဲ့လိုရအားလုံးကရွေးစီကိုဒီလိုဖြစ်စဉ်ရှိနေရနော်ဆိုပြီးတော့ဒါတောင်းရောက်ပြတ်တာတယ်မေးမြန်းတယ်ဆိုတဲ့အခြေအနေတစ်ခုမှာရွေးစီကလည်းဘလို့ဖြစ်ဖြစ်စဉ်ရတက်တည်းနေတကွာပေါ်လာဖြစ်တဲ့အတွက်ရွေးစီကစီစီပေးရမတောင်းမှရှိတော့စီစီပေးမယ်ရေးယူတဲ့နေဆိုရေးယူမယ်ပေါ့နော်အဲ့လိုကိစ္စတွေဖြစ်ခဲ့တော့ဒေါသရှေ့ထားပြီးပြောမိရလို့တော့ကျွန်မထင်ပါရှင့်အဲ့တော့ lobby ဆိုတဲ့စကားကနေစရှင်းရပါပါအခုခွေးရို့ပေါ့နော်အခုခွေးနေနေကဒီစကားလုံးလေးကိုဒီလိုပြောလိုက်ပြီးဆိုတဲ့အတွက် lobby ဆိုတဲ့အရာကိုဘလို့သဘောထားထားတာလဲ lobby ဆိုတာဘာလဲ လော်ဘီရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုအခုကိုရီးယားဘယ်လိုသဘောထားထားလဲပေါ့နော်ဒါလေးကတော့မေးခွန်းထုတ်ပြရလေးဖြစ်ပါတယ်အခုကိုရီးယားနိုင်ငံရေးသမားအစ်စ်ဖြစ်တယ်ဆိုရင်နိုင်ငံရေးမှာလော်ဘီဆိုတဲ့ဤပညာကမရှိမဖြစ်ပါဝင်တဲ့ဤပညာဒီဤပညာတစ်ခုကိုအကောင့်ဘက်ကနေပြီးတော့အသုံးချတတ်ရမယ်ဆိုတော့အခုကိုရီးသေးချာပေါ့နားလေသိရှိသဘောပေါက်လောက်မယ်လို့ထင်ပါတယ်ရှင်အခုကိုကြီးလည်းနိုင်ငံရေးပေါ့နော်ဒီရုပ်ောက်ပွဲမှာပေါ့လေအောင်မြင်သွားခဲ့သည်ရှိတော့လော်ဘီမလိုဘူးလားရှင်ဒါမှမဟုတ်ရင် အခုကိုကြီးအခုမဲဆွဲတဲ့အချိန်မှာတော့မှအခုကြီးရဲ့အကောင်းချောင်းအခုကြီးပါတီကောင်းချောင်းဒီပါတီကိုမဲပေးတဲ့မှာဆိုတဲ့အကြောင်းကိုပြောပေးမဲ့လော်ဘီမလိုခဲ့ဘူးလားရှင်လိုတာပဲလူတိုင်းလိုတယ်ရှင်နိုင်ငံရေးသမားတိုင်းလိုတယ်ကမ္ဘာမှာရှိတဲ့နိုင်ငံရေးသမားတိုင်းနိုင်ငံရေးစနစ်တိုင်းဟာလော်ဘီလိုအပ်တယ်လော်ဘီဆိုတဲ့သဘောတရားရိုးရှင်းပါတယ်စနစ်တစ်ခုအဖွဲ့အစည်းတစ်ခုလုံဆောင်ချက်တစ်ခုလူပုဂ္ဂိုလ်တစ်ယောက်ဒါတွေအကောင်းမြင်စေဖို့အတွက်ဂျားတွေကနေပြီးတော့ညှိနှိုင်းပြောဆိုပေးရတဲ့အတတ်ပညာ ကမ္ဘာမှာဆိုရင် lobby လောက်တာကိုတရားဝင်ဖွဲ့စည်းနေတောင်ရှိရပေါ့เนาะကျွန်မမြန်မာနိုင်ငံတော်မှာ lobby ဖွဲ့ငှားထားရတယ်လीနိုင်ငံခြားဖွဲ့ငှားထားရတာဘာကြောင့်လဲဆိုတော့အခြားနိုင်ငံတခုเนี่ยကျွန်မတို့ဆက်သွယ်ဆောင်ရွက်ခြင်းတဲ့အတွက်ဝေးစားငှားတာဝါရှင်ပြောရမယ်ဆိုတော့ဟုတ်တယ်မလားပြောအခုကိုကြီးပြောချင်တာကနိုင်ငံရေးအကျဉ်းသားတွေပုတ်ခတ်ပြောဆိုနေတဲ့ lobby ရေးဆိုတော့သူဘသူတွေဘယ်ဖွဲ့စည်းတွေကိုပြောချင်တာလဲဆိုတော့ကျွန်မတို့မပြောတတ်ဘူးသူအတိအကျမထုတ်ပေါ်ပြောထားအောင်ဆိုတော့လေကျွန်မက lobby နဲ့ပတ်သက်တာလေးကိုရှင်းပြတာ lobby ဆိုတာအစိုးမြေဘက်ကနေကြည့်ပြီးတော့ ဒါကြီးကိုမကောင်းဘူးမရှိသင့်ဘူးဆိုလုံးဝမှမဟုတ်ဘူးရှင်တကယ်ဆိုရင်ကျွန်မနိုင်ငံမှာတကယ်တော်တဲ့လော်ဘီသမားတွေတော့မွေးရမှာဒီလူတွေကိုလော်ဘီအတက်ပညာသင်ပေးပြီးတော့အစိုးရနဲ့ပြည်သူကြားထဲမှာလော်ဘီကောင်းကောင်းလုပ်တတ်အောင်အဓိကဘေးရွက်ဆိုးကျိုးမရှိအောင်ပေါ့နော် လော်ဘီဆိုတာနဲ့အာမှန်ကန်ပါတယ်တင့်မြတ်ပါတယ်ပေါ့နော်ဖုံးတော်ကြီးလာပါတယ်ဆိုပြီးထိုင်ပြောနေရလော်ဘီမဟုတ်ဘူးရှင်အဲ့ဒါတွေကငဖားတွေအဲ့ဒါတွေကငဖားတွေလော်ဘီနဲ့လုံးဝမဆိုင်လော်ဘီဆိုတာကဖြစ်တဲ့ဖြစ်ထိုက်တဲ့အမှန်တရားပေါ်မှာမှပြည်သူတွေနားလည်အောင်ရှင်းပြရတာ ပြည်သူတွေရဲ့ကိစ္စရပ်ပုံမှာအစိုးရကသဘောပေါက်နားလည်အောင်တင်ပြရတာအမှန်တရားပေါ်ပဲအခြေခံတဲ့ lobby နီးပညာဆိုတာလိန်ရတာမဟုတ်ဘူးရှင်အဲ့ဒါလိန်နေဆိုတာလိန်တာတသက်ငဖားတွေကငဖားတွေတသက်မတူဘူးရှင်ပြောနိုင်ငံရေးသမားတွေက lobby ဆိုတဲ့အရာကိုအစိုးမြင်စိမ့်နဲ့မြင်နေတာတော့မကောင်းလို့မြင်တယ်သူတို့ကိုယ်တိုင်ရော lobby မသုံးရအောင်လားသုံးရတာပဲအဲ့တော့ကိုသုံးတဲ့ lobby ကြတော့မှကောင်းတယ်သူများသုံးတဲ့ lobby ကြတော့စိုးတယ်ဆိုတဲ့စကားလုံးကတော့နိုင်ငံရေးသမားတယောက်အနေနဲ့မပြောသင့်ဘူးလို့ကျွန်မထင်တယ်ပေါ့နော် ဲ့တော့သူ့စကားအင်မတန်ကျဲပြန့်လုံးတော့ကျွန်မပြောပြတာပါဒါလူပုဂ္ဂိုလ်တယောက်ချင်းလော်ဘီလုပ်တယ်ဆိုတဲ့အပိုင်းပေါ့နော်တကယ်လို့အခုကိုကြီးပြောချင်တဲ့စကားကသတင်းမီဒီယာသမားတွေပြောချင်တာဆိုရင်တော့ပို့ပြီးတော့နန်းနေသွားပြီရှင်ဘလို့နန်းနေတာလဲဆိုရင်သတင်းမီဒီယာဟိုဒီထောက်ပံ့မှုတစ်ခုခုနဲ့မှရက်တည်ရတယ်ပေါ့နော်ဒီတော့တစုံတယောက်အဖွဲ့အစည်းတစ်ခုခုထောက်ပံ့မှုနဲ့ရှိတဲ့မီဒီယာသမားတချို့ရှိမယ်ဒီလူတွေဒီလော်ဘီလို့သတ်မှတ်လိုက်တယ်ဆိုရင်နိုင်ငံတကာမှာရှိတဲ့မီဒီယာတွေရော ထောက်ပံ့ကင်းလွန်နေလို့လားရှင်။ဘယ်မီဒီယာမှအထောက်ပံ့မကင်းလို့ဘူးရှင်။ထောက်ပံ့မှုရှိတာနဲ့လော်ဘီလုပ်တာနဲ့ဘာမှမဆိုင်ဘူး။အားလုံးကအခန်းတကန့်ကြီးစီရှိနေတဲ့အခြေအနေတစ်ခုကိုနားလေသဘောပေါက်လောက်မယ်လို့တော့ထင်ပါတယ်။ဥက္ကုကိုကြီးကစကားပြောတာတော့ပါနတ်ပါတယ်။လော်ဘီတွေလို့ပဲပြောသွားတာပါ။ဘယ်ဟာဆိုပြီးသူခေါင်းစဉ်တက်မသွားဘူးပေါ့နော်။ဒါကြောင့်ကျွန်မကလည်းခေါင်းစဉ်အမျိုးမျိုးဆွဲထုတ်ပြီးတော့ရှင်းပြနေရတာဖြစ်ပါတယ်။သတင်းလေးကိုကျွန်မအနေနဲ့အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်တော့အခုကိုကြီးပြောဆိုချက်က ကျိန်းဝါလိုက်တာပေါ့နော်ကြက်ကြက်တတိထားဆိုတာကဒါကျိန်းဝါမှုပဲရှင့်ဒါဟာချိန်ချောက်မှုပဲနိုင်ငံတော်ဘက်ကရက်တည်ရဲ့သူတွေတချို့ကိုလော်ဘီဆိုတဲ့ခေါင်းစဉ်အောင်ဆွဲထည့်ပြီးတော့ချိန်ချောက်လိုက်တာပဲလေဘာကြောင့်လဲဆိုတော့အခုဒီရက်ပိုင်းမှာကိုကုကိုကြီးပါတီကနိုင်ငံရေးကျင်းသားတွေနဲ့ပတ်သက်တဲ့ပြောဆိုချက်တွေကိုမကြိုက်တဲ့သူတွေကအများကြီးပဲဝေဖန်နေတဲ့သူကအများကြီးပဲအဲ့ဒီလူတွေအားလုံးကိုလော်ဘီလို့ပြောပြီးတော့မင်းတို့ကြက်ကြက်သတိထားလို့ပြောလိုက်တာနဲ့တူနေရလို့ကျွန်မသတ်မှတ်မယ်ဆိုရင်မှားပါသလားမမှားဘူးလေဒီစကလုံးကဒီလမ်းကြောင်းမဲ့သွားနေရဆိုတာအားလုံးသိပဲလေ ဟုတ်တယ်မလားဒီတော့အကူရင်းနေနေရပါတော့ရွေးကောက်ပွဲဝင်နေဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ကို့ကိုသူများချိန်ချောင်းလည်းခံစရာမလိုရှင့်ရွေးကောက်ပွဲဥပဒေကကိုယ်စလဲတွေကိုကာကွယ်ပေးထားတယ်အဲ့ဒီလိုပဲကိုယ်စလဲကလည်းအခြားသူတယောက်အခြားဖွဲ့စည်းတစ်ခုချိန်ချောင်းလို့မရအောင်နော်စစ်စစ်တရိထားဆိုတဲ့စကားချိန်ချောင်းတာပဲလေကျမနိုင်ငံမှာတရားဝင် lobby license ဆိုပြီးကင်ထားတဲ့သူမရှိလို့တာပါရှိရဆိုရင်အဲ့ဒါ lobby တရားရောက်ကငါတို့ပြောတာဆိုပြီးတရားဆွဲလိုက်မယ်ဆိုလဲရတာပဲနော်အခုကိုရဥပဒေကြောင်းဒေချာလေးနားလဲပါရှင့် ခေါင်းစဉ်တစ်ခုချင်းစီအဖွဲ့အစည်းတစ်ခုချင်းစီအောက်မှာရှိနေတဲ့သူတွေကိုလက်လွတ်စပယ်ပြောလို့မရပါဘူးရှင်ဒါလေးကတော့ပညာရှိသတိဖြစ်ခဲ့နေတာဖြစ်သွားတာလားမသိပါဘူးသူ့လောက်စကားပြောတာပညာသားပါပြီသူ့လောက်ကျွမ်းကျင်တဲ့သူသူ့လောက်နှစ်ဖက်လုံးဟိုလိုပြောရမလဲညှာပြီးခွာပြီးထိုင်ပြီးပြောတဲ့သူကသူ့ပဲရှိရအစမမြင်တာတော့နေနိုင်ငံရေးသမားတွေမှာဆိုရင်သူစကားလုံးတစ်ခုကိုအစိမ်းရောက်တန်းအောင်လည်းမပြောဘူးအနီရောက်တန်းအောင်လည်းမပြောဘူးအဖြူရောက်လည်းမဟုတ်ဘူးသူက colorful လေးဖြစ်အောင်အရန်ပြောတတ်တာအဲ့ဒီပညာကတော့ကျွန်တော်တို့သူ့စီရတယ်ငယ်ငယ်ရှူရတဲ့ပညာပေါ့နော် နိုင်ငံရေးသမားပေးတာလေပေါ့ရှင်။ဒါပေမဲ့ဒီစကားလေးကတော့နည်းနည်းလေးဘောင်းကြော်သွားတာပေါ့။ကြက်ကြက်သတိထားတဲ့စကားတော့ဘောင်းကြော်သွားတဲ့အတွက်စင်ကျင်နိုင်မှုအတွက်သီးပြူနိုင်မှုအတွက်ကိုကျွန်မကဘလို့အဖြစ်တက်ငယ်စကားတက်ကြီးကြပေါ့နော်လူမျိုးလေးကျွန်မအနေနဲ့အကြံပြုတင်ဆက်ဆွေးနွေးတာပါရှင်။အခုကိုကြီးလည်းကျွန်မအနေနဲ့လေးစားပါတယ်။ဘာကြောက်လဲဆိုတော့သူလည်းအများကြီးဖြတ်တန်းခဲ့တဲ့ကာလရှိတော့သူ့ရဲ့အတတ်ပညာအသိပညာကလည်းနိုင်ငံတော်အတွက်ကြိုးရှိရနေမှာသုံးလို့ရပါတယ်ရှင့်ဒါလေးပေါ့နော်ပြီးတော့နောက်ထပ်သူဒီရဲမှာပြောသွားတဲ့ဇာတ်ကားတစ်ခုရှိသေးတယ်ရင်းသွေးဖိုင်နယ်မှာလीအဲ့ဒီဇာတ်ကားကဘာလဲဆိုတော့ နိုင်ငံရေးကျင်းသားဖြစ်သွားတယ်ဆိုတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့တော့နိုင်ငံရေးကျင်းသားတွေကဆိုရင်လက်ထက်မှာအတူတစ်ချောင်းတော့မရှိဘူးပေါ့နော်အတူတစ်ချောင်းတော့မရှိဘူးဘာလက်နဲ့မှမရှိတဲ့သူတွေကိုဖမ်းသွားတယ်ပေါ့ရှင်သူမျိုးအတိတ်ပဲသူပြောချင်တာပေါ့ဆိုတဲ့အခါကျတော့ကျမဒီနေရာမှာတက်ငယ်စကားတက်ကြီးကြပဲထားပါလို့ရှင် ကျမပြန်ပြီးရှင်းပြချင်တယ်အဲ့စကားကိုနိုင်ငံရေးသမားတော်တော်များပြောတယ်ကျွန်တော်တို့နိုင်ငံရေးသမားလက်မှာအတူတစ်ချောင်းတော့မရှိဘူးအခင်ဗျားတို့တနက်ကြီးကြီးကင်လာပြီကျွန်တော်တို့ဖမ်းတာခင်ဗျားတို့ဒါလေးတောင်ကြောက်လားဆိုပြီးပြောတယ်ဆိုရင် ကျမပြောပြမယ်ရှင်နိုင်ငံရေးသမားဟာလက်ထဲမှာအတူတချောင်းရှိကြလည်းမလို့ဘူးတနတ်တလက်ရှိကြလည်းမလို့ဘူးရှင်ဗဇက်တစ်ပေါက်ပါရင်ဖြစ်တယ်ဖြစ်တယ်ရှင်နိုင်ငံရေးသမားလေနိုင်ငံရေးသမားရဲ့ဗဇက်ပေါက်ပါဆိုရင်တိုင်းပြည်ကိုလည်းတိစောက်နိုင်တယ်တိုင်းပြည်ကိုလည်းဖျက်ဆီးနိုင်ရဲ့ရှင်ဒါကြောင့်လက်ထဲမှာအတူရှိရှိမရှိရှိတနတ်ရှိရှိမရှိရှိနိုင်ငံရေးသမားဖြစ်တဲ့ဗဇက်တစ်ပေါက်ပါတယ်ဆိုရင်ဒီလူရဲ့ပြောလိုက်တဲ့စကားကစိုးကြိုးတွေဖြစ်သွားတယ် တိုင်းပြည်အတွက်ဒုက္ခရရောက်စေတယ်တိုင်းသူပြည်သားချင်းစိတ်ဝမ်းကွဲစေတယ်ဆိုအဲ့ဒါဖမ်းဆီးလို့ရတဲ့အနေထားမှာဘောင်ကိုဝင်သွားပြီရှင့်ဒါလေးရောနိုင်ငံရေးသမားဟောင်းတွေရောနိုင်ငံရေးသမားအသစ်တွေရောအားလုံးနားလည်ကြစေချင်ပါတယ်လူတွေမှာစွမ်းအပြင်းဆုံးကပါဆက်ပေါက်ပဲကျွန်တော်တို့နေစဉ်သတင်းတင်ဆိုင်တာမှာစကလုံးတွေကိုအများကြီးချိုးချံချွေတာပြီးတော့အတိတ်တွေတိတ်ချာလုပ်ပြီးတော့မှတင်ဆက်တယ်ဆိုတာကျွန်တော်တို့စကလုံးတွေရဲ့စွမ်းအောက်တိလို့ကျွန်တော်တို့စကလုံးကြောင့်အခြားအဖွဲ့အစည်းတခုလူပုဂ္ဂိုလ်တယောက်ထိခိုက်သွားရင်ကျွန်တော်တို့မကောင်းရှင့် တနိုင်ငံလုံးဆောင်ရွက်ကိုယ်ပိုင်ပိုတော့မကောင်းဒါကြောင့်အတန်းလန်ဆုံးအမုန်းတရားကြီးရှောင်ပြီးတော့ပြောရတာပေါ့နော်ဒါကျမတို့လည်းလူငယ်ဆိုတော့ခါးကြရဲစကလုံးတွေကျွန်သွားတာရှိတယ်ဒီလိုကျွန်သွားတယ်ကျမတို့ပြန်တောင်းမှန်တယ်ဆိုတာကကျမတို့စကားကြောင့်အခြားသူအခြားဖွဲ့စည်းတကူလူတယောက်နဲ့တယောက်အရင်မုန်းသွားတာမျိုးမဖြစ်စေချင်လို့နိုင်ငံရေးသမားတွေလည်းဒါလေးတော့တတိပြုစင်ကြင်စားစေချင်ပါတယ်ကိုကကိုအအတူချောင်းမကင်ဘူးတနက်ချောင်းမကင်ဘူးဆိုရင်မအတူတချောင်းထက်တနက်တချောင်းထက်အစွမ်းထက်တဲ့ပါဇက်တစ်ပေါက်နဲ့တိုင်းပြည်ဖြစ်နေတဲ့နိုင်ငံရေးသမားရှိနေလို့ နိုင်ငံတော်ကလည်းလုံခြုံရေးအတွက်ဖမ်းဆီးရတဲ့အခြေအနေတွေလောက်ကန်ရတဲ့အနေအထားတွေဖြစ်နေတယ်ဆိုတာကိုနိုင်ငံရေးဒီမားတွေအားလုံးနားလည်သဘောပေါက်ဖို့လိုပါတယ်ဒါလေးတော့ကျွန်မဆွေးနွေးတင်ပြချင်ပါတယ်ရှင့်ကျွန်မနိုင်ငံမှာကအခြားနိုင်ငံလိုလည်းဒီမိုကရေစီရရကျင်နေပေါ့နော်အရင်ရှေ့ခေတ်ကတည်းကပြောလာခဲ့တဲ့စကားလုံးတွေတွေးခေါ်ရလဲအခုဒီမစွန့်နိုင်ကြတော့ဆိုတဲ့အခါကျတော့ကျမတို့ကအိုဟောင်းဆွေးမြင့်နေတဲ့ဒီမိုကရေစီပဲရမှာရှင့် သိလွယ်လှပပြီးတော့အသုံးချလို့ကောင်းတဲ့ဒီမိုကရေစီရလာဖို့ဝေးနေအောင်မှာဒါကြောင့်နိုင်ငံရေးသမားရဲ့ကိုယ်တိုင်ကသိလွယ်နဲ့တွေးခေါ်လေးတွေးကြပါနှီးပညာလေးတွေကိုအလင်းမီအောင်လိုက်ကြပါနိုင်ငံတိုင်းမှာလော်ဘီတွေဆိုရှိပါတယ်လော်ဘီပညာနဲ့တီးတဲ့အသက်မွေးတဲ့သူတောင်ရှိရလေကိုကိုတိုင်ရောလော်ဘီဆိုတာသုံးချကြအောင်လားဒါလေးတွေစဉ်းစားဆင်ခြင်ပြီးတော့ပြောဆိုတဲ့စကားပဲပြောပါမပြောတဲ့နဲ့စကားလေးတွေတတ်နိုင်ဆုံးလူမြင်ကွဲမှာပေါ့နော်နောက်ွယ်မှာတော့ဘယ်လိုပြောပြောပါမှဖြစ်ပါအောင်ရှင်ကျမတို့လည်းပြောတာပဲဆိုတော့လေ ဘောနော်လူမြင်ကွင်းနေမှာဆိုရင်အတက်နိုင်ဆုံးရှော့ကြပါလို့ကျမကပဲအနူးညွတ်ပေါ့နော်နိုင်ငံရေးသမားအားလုံးအားလုံးစီကိုပါရှင့်တိုက်တွန်းတောင်းဆိုလိုက်ပြရစီရှင်ပြည်သူ့အနေနဲ့ကလာမယ့်ရွေးကောက်ပွဲမှာလူရင်းမှန်ဖို့လိုတော့ပေါ့နော်နိုင်ငံမှာအဓိကလိုအပ်နေရလူမှန်နေရမှန်ဖြစ်ဖို့လိုအပ်နေရပါအားလုံးမှာရေချင်းတစ်ခုစီရှိကြတာပဲရှင့်ပုံကံလိုစိတ်ရှိတဲ့သူမှလည်းဒါပုံကံလိုတဲ့ရေချင်းပေါ့နော်ပုံကံချင်းကလည်းရေချင်းတစ်ခုပါပဲရှင့်ဘလို့ပုံကံတက်တယ်ပေါ့နော် ုံကန်နဲ့ဆွဲနေရမှာကြတော့မခံချင်စိတ်များတယ်ပြောရမှာပေါ့ဒါပေမဲ့ပုံကန်လိုစိတ်ကအစိုးရလုပ်ဖို့အတွက်ကြတော့ခတ်တယ်ရှင့်သူကပုံကန်နေရလေးအားနေလို့ရှင့်ပုံကန်နေရကြတော့အစင်နေပြေးမနေဘူးပေါ့နော်အဲ့တော့ပုံကန်လိုစိတ်ဆိုတာထက်မခံချင်စိတ်လေးရှိဖို့လိုတယ်တိုင်းပြည်အကျိုးရှိရှိဖို့လိုတယ်ဒီလိုလူတွေမိဘပြည်သူများမြင်တတ်ဖို့လိုတယ်ရှင့်ကျမတို့ကတော့ကျမတို့သတင်းတွေနဲ့နားထောင်နေမိဘပြည်သူတွေကကျမစိတ်ချတယ် ကျမတို့တရေနားထောင်နေသူတွေဆိုတာကျမတို့ထက်အသိဉာဏ်ရှိချင်းမြင့်နေသူတွေကြီးပဲရှင်ကျမတို့ပြောရဲဆိုတာခါကြရင်ကလေးကလာစကားတွေပါကျမတို့တရေအောက်မှာခွန်မတ်ဝင်ရတဲ့မိဘပြည်သူတချို့ဆိုရင်ကျမတို့စမ်းစားတဲ့အများကြီးသူတို့ကြော်ပြီးတော့စမ်းစားတတ်တယ်မြင်တတ်တယ်ပေါ့နော်တကယ်ပညာတတ်တဲ့လူတွေအသိဉာဏ်ရင့်ကျက်တဲ့သူတွေများတယ်ရှင်တို့ကျမကတော့ကျမတရေနားထောင်နေမိဘပြည်သူတွေလူရွေးမှားမှာကိုကျမစိတ်မပူရှင်သူတို့မှန်ကိုရွေးနိုင်မှာဆိုတော့ကျမသိရဲ့ တို့လူရွေးမှန်မယ်ဆိုတာကျမသိရယ်တို့မှန်ကန်တဲ့သူရွေးနိုင်မယ်ဆိုတာကျမပြေပါယုံကြည်ရယ်ကိုလူကုံယုံတာဝါရှင်ကျမရဲ့သတင်းကြည့်ရတဲ့သူဘယ်နှယောက်ရှိမလဲကျမနေ့စဉ်နေ့တိုင်းတင်တဲ့သတင်းတွေမှာဆိုရင်ကြည့်ရှုသူကအနည်းဆုံး၄၅၆တောင်းအောင်နေတိုင်းတဲ့ချင်းမီလီယံနဲ့ချင်းရှိတတ်တယ်အဲ့ဒီမှာကို့ချစ်တဲ့သူရေကို့ထက်အသိပညာမြင့်တဲ့သူအများကြီးပါမှာပဲကျမောက်ထက်အသိပညာမြင့်တဲ့သူမလို့တာကျမောက်သတင်းအောင်နားထောင်နိုင်တာရှင့်ကျမောက်ထက်အရန်နိုင်တဲ့သူရဲ့ကြောင့်ကျမောက်သတင်းတို့နားရမှာမဝင်ဘူး ကျမတို့ထက်အရန်နှိမ့်တဲ့စကလုံးတွေနဲ့ဆဲဆိုတင်ဆက်နေတဲ့သူကစကားတွေတို့ကနားတဲ့ဝင်တာဆိုတော့တို့ကတပိုင်းပေါ့တို့ကတကန့်ပေါ့နော်အဲ့တော့ကျမတို့တရင်ကိုတေချာလေးရေလဲနားလဲတဲ့ဆွေးနွေးနိုင်တဲ့သူတွေအားလုံးကျမတို့ထက်မြင့်တဲ့သူတွေအဲ့ဒီလူတွေကျမယုံကြည်ပြီးသားစိတ်ချပြီးသားတို့လူရွေးမှန်မယ်ဆိုတာသိပြီးသားဒါပေမဲ့အဲ့ဒီလူအရေအတွက်ကနည်းနည်းလေးပဲရှိမှာတနိုင်ငံလုံးမှာ50တန်းရှိရဲကျမတို့တရင်နားထောင်နေသူကဘယ်နှသိန်းရှိမှာမို့လို့လဲဟုတ်တယ်မလားဒီတော့ကျမတို့တရင်ကိုနားမထောင်နေသူတွေကျမတို့တရင်ကို မကောင်းပါဘူးဆိုပြီးတင့်ညာရေးချိန်နှိတ်ကြနေတဲ့သူတွေကတော့တေးကြတဲ့ပုံများမှာဒီတော့ဒီမိုကရေစီစနစ်ကိုမြန်မာနိုင်ငံမှာအုပ်မြစ်ချလိုက်မယ်ဆိုရင်ရေးချိန်တင့်ညာရေးချိန်နှိတ်တဲ့သူအများကြီးရှိနေရအောင်တင့်ညာရေးချိန်ညှင့်တဲ့လူကနည်းနည်းပဲရှိရလက်တဆုပ်စားပဲရှိရဟာ哦အရေးအတွက်နဲ့ခွဲတဲ့စနစ်ကြီးနဲ့ကျွန်တော်တို့နိုင်ငံရေးစနစ်ကိုအသုံးပြလိုက်တဲ့ခါကျတော့ကျွန်မနိုင်ငံဘာဖြစ်သွားလဲစိုးရိမ်စရာကြီးဖြစ်သွားတာပေါ့ရှင်ဒါကြောင့်ဒီခါတော့အလိုမဖြစ်အောင်စူးစမ်းရမယ် တခုကံကောင်းတာပါလေဆိုတော့အခုရွေးကောက်ပွဲကိုသိငယ်ရေချင်နေကြရတူရစိတ်ဝင်စားအောင်ရှင့်အဲ့လေးဖို့ကံကောင်းတယ်သိလားတကယ်ကံကောင်းတယ်အဲ့တော့သူတို့တွေစိတ်ဝင်စားတဲ့အချိန်မှာတင့်ညာရေးချိန်မြင့်နေသူတွေရပဲမှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ပြီးတိုင်းပြိုကဲတင်ပေးကြပါလို့ကျွန်မကတိုက်တွန်းချင်ပါတယ်။ပြီးရောမယ်ဆိုတော့ပညာမတက်တဲ့အုပ်စုကြီးတစ်ခုလုံးကမဲပေးဖို့စိတ်ဝင်စားအောင်လေ။အာကောင်းတယ်လေ။ကောင်းတယ်ရှင့်ကျွန်မတို့ကမချိမ့်ချောက်ပါဘူး။ဒါပေမဲ့ကောင်းတယ်လို့ပဲမြင်နေကျွန်မကတော့ဒါရူးသသပြပြလား။သူတို့မဲမဲပေးလေကောင်းလေပဲဟုတ်တယ်မလား။ ကျမတို့တွေပဲတေချာလေးရွေးချယ်ပြီးတော့မဲပေးလိုက်ကြတာပေါ့ရှင်ကောင်းတဲ့လူရွေးလိုက်ကြတာပေါ့ဒီလိုလေးသာကျမတင်ဆက်ချင်ပါတယ်ကျမဆိုလိုချင်တဲ့စေတနာလေးကတော့နိုင်ငံကောင်းမှုအတွက်ပါကျမတို့နိုင်ငံသားတွေပေါ်မှာကျမချိုးနေပြီးပြောတာမဟုတ်ပါဘူးရှင်နိုင်ငံပညာရေးနှိမ့်ကြရတာလဲနိုင်ငံပေါ်မှာတာဝန်ရှိပါတယ်ဒါလေးကိုလည်းနိုင်ငံပညာရေးမြင့်တက်အောင်လို့ကျမတို့ဆက်လက်ကြိုးစားမှာပါလူချင်းမင်းတို့ပညာမတက်တာလဲနိုင်ငံတော်အပြစ်ရှိပါတယ်လူချင်းမင်းတို့ပညာတက်အောင်လို့နိုင်ငံတော်ကကြိုးစားအောင်လဲကျမတို့ကလုပ်ပေးမှာပါရှင် ပညာတက်တော့မှပဲကျမတို့ဆက်လက်ပြီးတော့ဆွေးနွေးကြတာပေါ့ရှင်အခုချိန်ကတော့လူကြီးမင်းတို့နဲ့ကျမတို့နဲ့သစ္စိချိုးချိုးတဲ့အနေထားဖြစ်တဲ့အတွက်မဆိုင်သူတွေလို့သာနေလိုက်ကြအောင်ရှင်ဒီလိုလေးပဲကျမပြောချက်မှာရယ်နော်ဒီနေ့မှာတော့ကျမသတင်းတင်ဆက်မှုလေးကိုဒီလောက်နဲ့ပဲခਿੱတခဏရှင်းနာပြရစေကျမသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲတီရှူအားပေးတဲ့မိဘပြည်သူတွေအားလုံးကျမချမ်းသာကြပါစေ ကောင်းသောလူရဲ့ဇာနာများပြေဝကြပါစေလူချင်းချင်းလက်ပတ်ချင်းခင်ရှင်ကြပါစေ အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျွန်မခန့်နေစုကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။